မင်္ဂလာပါဗျကျွန်တော်တို့ S4C မှာနောက်ထပ်အယောင်းအကားလေးပေါ့နော်အဲကျွန်တော်တို့ Toyota Crown ကိုမှာအဲဒီကောင်းရဲ့အားတာချက်လေးကတော့ကျွန်တော်တို့ဟိုပါပေါ့နော်အဖြူပါဝိုက်ဖြစ်တယ်အဲပြီးတော့နောက်တစ်ခုကအဲ Moreya 1003လိပ်တွေ1004တွေမဟုတ်ပါဘူး1005ဖြစ်သွားပါတယ်အဲပြီးတော့ကျွန်တော် 50th anniversary ပေါ့နော်အဲအဲ့ဒါလေးတော့ဖြစ်သွားတယ်အဲ့ဒါလေးကတော့အားသာချက်ပေါ့ပြီးရင်ကျွန်တော်အားနဲ့ချက်လေးပါတခါလေးကျွန်တော်ပြောပြပါမယ်အဲဈေးနှုန်းလေးကတော့ပိုင်ရှင်ကကျွန်တော်တို့ဒီမှာ3000 100နဲ့20 30လောက်ကျွန်တော်တို့ခေါ်ဖို့ အဲလာတယ်အဲအဲ့ဈေးကလည်းအမှန်ပဲဟိုအမှန်တမ်းပြောရင်သူပြောတဲ့ဈေးကလေဟိုခေါ်ပြီးလို့ရတဲ့ဈေးထဲမှာပါတယ်ဆိုပေမဲ့အဲကားလေးကိုကြည့်ရောကျွန်တော်တို့အလားလေးနှစ်နေရာသာလို့လေကျွန်တော်တို့တွေ့တယ်အဲဟိုပါပေါ့နော်ဟိုလုံးဝအလွတ်ကြီးတော့မဟုတ်ဘူးအတွန်းလေးပေါ့နော်အတွန်းလေးပါတဲ့နေရာလေးပါတဲ့အတွက်ကျွန်တော်ပိုင်ရှင်နဲ့ညှိတဲ့အခါမှာ1050နဲ့ကျွန်တော်တို့ဟိုဟိုပါပေါ့နော်အလောက်နဲ့တင်ဖို့ဟိုဈေးစကားပြောလို့အဆင်ပြေသွားတဲ့အတွက်ကျွန်တော်တို့1050နဲ့ ျွန်တော်တင်ပြခြင်းဖြစ်ပါတယ်အဲလက်ရှိအဲဒီကောင်လေးကတော့တို့အိမ်စီးပဲအဲ license အသစ်ဆက်ဆက်ဖြစ်တယ်ပြီးတော့နာမည်ပေါက်ဖြစ်တယ်ပေါ့နော်နာမည်ပေါက်ဖြစ်တယ် license အခုမှဝင်လာတယ်ပေါ့နော်အသစ်ဆက်ဆက်ဖြစ်တယ်အဲလက်ရှိဒါဟိုပါပေါ့နော်အဖြူပါဝိုက်ပေါ့ဟုတ်ကျွန်တော် color code ဒီပိုင်းလေးမှန်တယ်အဲဒီကျမ်းပေါ့အဲလက်ရှိဘယ်နာလေးတွေအတွန်းလေးတွေပါလဲဆိုတော့ကျွန်တော်တခါတည်းပြပြမယ်ဗျဟုတ်အပြင် body jaw ကတော့ဘာမှလုတ်ဆရာမလိုဘူးအဲ AC ပဲဒီတိုင်းစီးနေလို့ရတဲ့ connection ထဲမှာပါတယ် အဘောတော့ဟိုစက်ပေါ့ဟုတ်ကဲ့ဒါကျွန်တော်တို့စက္ကန်ထဲမှာတော့ဗောနော်ဟိုဟာဘေးတွေပါဒီဟိုကချမ်းတွေပါဒီအထိခိုက်မရှိဘူးအဲသူဘယ်နာလေးတော့စေးပြန်ထားလဲလို့တွေ့လဲဆိုတော့ကျွန်တော်ဒီအဖျားလေးဗောနော်အဖျားလေးတော့ကျွန်တော်တို့ဒါဖြုတ်ပြီးတော့ကြည်တာအဲဒီနာလေးတော့နည်းနည်းလေးသူစေးပြန်ထားတဲ့ဒီဒီလက်မောင်းတန်းဗောနော်လက်မောင်းတန်းနေရာလေးမှာတော့စီးလေးနည်းနည်းလေးဝင်ထားတယ်လို့ယူဆရတယ်ဗောနော်ဘာလို့ဆိုတော့ကျွန်တော်ဒီအဖျားတွန်းဗောနော်ကျွန်တော်ကြည့်ရတော့ဒီအဖျားလေးဒီဒီညာနာလေးတွေ ဆိုရင်နည်းနည်းလေးစီးရတက်နေတာရယ်အဲ့ဒါမျိုးလေးတစ်ချက်ကျွန်တော်တို့တွေ့တယ်အဲပြီးတော့ဟိုအနာနေရာပဲကျွန်တော်တစ်ခါတန်းပြပေးမယ်ကြာဇာတ်နေရာတွေတော့အကုန်တွတ်တယ်ပြီးတော့နောက်ဖုံးပေါ့နောက်နောက်ဖုံးဖွင့်ပါအဲကျွန်တော်တို့နောက်ဘက်ချမ်းမှာတော့ဒေနာလေးတွေဟိုအဖြစ်လဲတော့ဒီဘက်ချမ်းမှာဆိုရင် spot လေးပါတာပေါ့နော် spot လေးပါတယ်အထိခိုက်မရှိဘူးအဲဒီနာလေးမှာ spot လေး၃ချက်နေရာမှာ ဲ support လေးပျောက်သွားတယ်ပေါ့နော်ပျောက်သွားတယ်ပြီးတော့ဒီနားလေးမှာပတ်တီးလေးနည်းနည်းလေးထူတယ်ပေါ့နော်ဟောအဲ့ဒီဟာလေးလောက်ပဲကျွန်တော်ဒီအတွင်းချိတ်ဒီပါတယ်အစင်ပြေရဲ့အဲပြီးတော့ကျွန်တော်တို့အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဟိုပါပေါ့နော်ဟို crown တွေကတော့ဟိုအမဲနဲ့အဝါနဲ့နှစ်မျိုးလာတာအဲကျွန်တော်တို့ဒီအဝါတော့လူပိုကြိုက်တာပေါ့နော်ဒါဒီကောင်တော့အဝါတော့မဖြစ်ဘူးဟိုအမဲပဲပေါ့နော်အမဲပဲဖြစ်တယ်ကတော့ဒီဟို50 anniversary ပေါ့နော်အဲဒီတော့ဖြစ်သွားတယ်အဲ ီးတော့ဟိုနောက်ရင်း နောက်ဟိုရင်းလိတ်မော်တာတို့ဘာတို့ညာတို့အဲ cruise control တို့အဲ့ဒါတွေတော့အကုန်ပါသွားတယ်ပေါ့နော်အဲ့ဒါပြည့်တယ်အဲ5.1နေပါလေပါတယ်ပေါ့ဟုတ်အထိုင်ကုန်မော်တာနှလုံးဖြစ်မယ်ကျွန်တော်တို့ဒါနောက်ခန်းပေါ့နောက်ခန်းကတော့ဟိုပါပေါ့ဒါကတော့ CRM volume ပေါ့လုပ်တဲ့ဟာပေါ့နော်ထိုင်ကုန်မော်တာနှလုံးနဲ့ပေါ့နော်ထိုင်ကုန်မော်တာနှလုံးနဲ့ဖြစ်တယ်အဲ့လက်ရှိသူ့ရဲ့အတွင်းကမှာဒီဘောင်းတွေ ်ဘောင်၄ဘက်လုံးအထိခိုက်မရှိဘူးအဲကျွန်တော်တို့ပြီးတော့ဒီနောက်ခန်းထဲမှာတော့ဒီခြံလေးတော့ support လေးနည်းနည်းလေးပြတ်သွားလိမ့်မယ်ပတ်နည်းနည်းလေးပါတယ်ဒီထင်တွန်းလေးပုံစံမျိုးလေးပေါ့နော်အဲ့လိုယူဆလို့ရတာလေးပါတယ်ကျန်တာတော့အလုံးလွတ်တယ်ဗျဟုတ်ဒီဒီဘောင်၄ဘက်လည်းလေးလေးအကုန်မှန်တယ်ပေါ့နော်ဒီဘက်ခြံလေးအဲထိုးနီး၎င်းမယ်အဲကျွန်တော်တို့ color 062အမှန်ဖြစ်တယ် engine power 2.5ဖြစ်တယ်ပေါ့နော်ဟုတ် ဟိုဟာဖြစ်ပါတယ်ဟိုဟိုဟိုကားတာလုံးဝတက်တော့ဆိုရင်လည်း1120 1130 1150ခေါ်လို့လေဟိုဟာမိုင်းဘူးအဖြူဖြစ်တာရယ်ဟို1005ဖြစ်တာရယ်50 anniversary ဖြစ်တာရယ်ဗောနော်ဆိုတော့ဒါကျွန်တော်တို့ဟိုနည်းနည်းလေးဟိုအနာလေးတွေပါတဲ့အတွက်ကျွန်တော်တို့ဈေးနှုန်းလေးကို1050နဲ့ကျွန်တော်တို့ဈေးလေးချပြီးတော့ကျွန်တော်တို့ခေါ်ပေးထားတယ်တကယ်စီးမဲ့သူဆိုရင်လာခဲ့ပါကျွန်တော်တို့ S4C ကတော့ဟိုမမှန်ကန်ကန်လေးပဲကျွန်တော်တို့လုပ်ပေးတယ်အနာပိုင်းပါတဲ့အတိုင်း အတိပေးမယ်အဲမှတ်တမ်းမပါမှတ်တမ်းပိုင်မယူပါနဲ့ဖောက်ဆိုးဖြတ်ဆက်အကြီးစားအသေးစားပြင်ဆင်မှုပိုင်မယူပါနဲ့ခင်ဗျာဟုတ်ကဲ့ဟိုကျွန်တော်တို့ကားဟိုအဆင်ပြေပါတယ်ဇင်းနှုံးလေးကတော့တိန်း1050ပါလိုင်စင်အစ်စ်ဖြစ်ပါတယ်နာမည်ပေါက်ဖြစ်ပါတယ်ခင်ဗျာအဲဒီကောင်လေးကတော့ကျွန်တော်တို့ဒီမှာထားရတဲ့ကားမဟုတ်ပါဘူးအဲကျွန်တော်တို့လမ်းခေါ်ပေးရမှာဖြစ်တဲ့အတွက်ကားကြည့်ကြည့်နေဆိုရင်တော့ကျွန်တော်တို့ S4C Automobile Insane Japan လမ်းမှာဖုန်းနဲ့ကြိုဆက်ပြီးတော့လာရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်